အားလုံးပဲမင်္ဂလာပါ Marshe Academy Channel နဲ့ပြည်သူအားလုံးကြိုးဆိုပါရခင်ဗျာကျွန်တော်တို့ Marshe Academy Channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC ဆက်ရှိတဲ့သတင်းတွေနဲ့မြန်မာကုသဗီဖိုက်တာတွေထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ Marshe Local ကိုကျန်းမာရေးတဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့ကျွန်တော်ကဒီနေရာကနေမြစ်တာရဲ့ခံချင်းပါလိဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့မှာပြည်သက်တီစီကိုပြောချင်တာတော့ဒီနေ့ည9:00နာရီမှာဆိုရင် One Championship က 1 frame fight 129ပြန်ပွဲကြီးကိုကျင်းပသွားတော့မယ်။အဲ့ဒီမှာကျွန်တော်တို့မြန်မာ fighter နှစ်ယောက်ပါတယ်ပြည်သားလုံးလည်းတွေ့ထားပြီးသားအဲ့ဒီ fighter တွေကအောက်ချင်းလေးနဲ့ထောင်းမြအောင်လို့ပါမယ်။အောက်ချင်းလေးကတော့သုံးပွဲမြောက်ကနေထိုးရမယ်။ Japan fighter Tanisu နဲ့ထိုးရမယ်။ဒီအကြောင်းတွေကိုလည်းရင်ဗီဒီယိုတွေမှာခရက်ကပြောထားပြီးပြီ။အောက်ချင်းလေးနဲ့တွေ့မဲ့ fighter ကတော့ Tanisu ဆိုတော့ဆွမ်းဆောင်ရအဖြစ်တော့တော်တော်ကောင်းတဲ့ fighter အောက်ချင်းလေးတော့ပွဲချက်တပွဲလို့ကျွန်တော်တို့ကပထမဦးဆုံးမှတ်ယူလို့ရတယ်။ အောက်ချင်းလေးကဒီပွဲမှာလည်းခက်ခဲတဲ့ပြန်မဲနဲ့တွေ့တယ်လို့ပဲပထမဦးဆုံးဆိုချင်တယ်။ဘာကြောင့်လဲဆိုတော့တာနီဆုဆိုတာကလည်း1မှာ record ကြီးကောင်းတာတဲ့ fighter ဆွမ်းဆောင်ရည်ကောင်းတဲ့ fighter လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်။လုံးလူတောက်တူ fighter အောက်ချင်းလေးတို့လည်းမျှော်လင့်လို့ရတယ်။ဒါပေမဲ့အခက်မသိရင် German fighter ရဲ့ power လက်သေးတာထိထိမိမိထိသွားရင်အောက်ချင်းလေးလည်းအိပ်ပျော်သွားနိုင်တယ်။အကန့်ခံရတယ်ပဲဖြစ်ဖြစ်တစ်ဖက်ကကျွန်တော်တို့အောက်ချင်းလေးကလည်းပြန်ပြီးတော့အဲ့လိုမျိုး German fighter ကို ထိချက်တွေနဲ့ရအောင်ထိုးနိုင်ရင်လဲပွဲသိမ်းပြီးတော့အနိုင်ရနိုင်တယ်ဒါမှမဟုတ်ရင်လဲဖိုက်တာနေရောလုံးကအပြန်အလှန်ဆွဲခေါ်ကစားရင်လည်းအမှတ်ဆုံးဖြတ်တွေလဲရောက်နိုင်တယ်ဒါပေမဲ့ပွဲပြီးဖို့ကတော့ရာဂိုင်တော့ပုံများတယ်လို့ကျွန်တော်ကတော့မြင်တယ်ဒီနေရာမှာကျွန်တော်ပြောရမယ်ဆိုရင်တော့တာနစ်စုကို60ရာဂိုင်တော့ပေးထားတယ်ကျွန်တော်တို့အောက်ချင်းလေးကို40ရာဂိုင်တော့ကျွန်တော်ကပေးထားပါတယ်ဒါကတော့ကျွန်တော်ရဲ့ခမန်းချက်လေးပါဘယ်လိုဖြစ်လာမလဲဆိုတော့စောင့်ကြည့်ကြမယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဖိုက်တာလေးအောက်ချင်းလေးဘက်ကပဲကျွန်တော်ကတော့ရက်တည်ပါပဲခင်ဗျာ နောက်တဲ့ဘွယ်နောက်တဲ့ဘွယ်ကတော့ကျွန်တော်တို့အဓိကကောင်ပွဲ1 Friday Fight 129ပြန်ပွဲရဲ့အဓိကကောင်ပွဲနေရာမှာတော့မြန်မာကုံဆောင် UL အချောမော Fighter ကြီး Tournament ရဲ့ညီ Tournament အောင်ကထိုင်းရဲ့ Fedex ကျင်းက Fighter Tenon နဲ့ထိုးသက်သွားမယ် Tenon ဆိုတာကတော့ကျွန်တော်တို့မြန်မာကုံဆောင် Fighter လေးကြော်စွာဝင်လေ့ကျင့်နေတဲ့ Fedex ကျင်းက Wyan Fighter တယောက်လို့ပြောလို့ရတယ်အဲ့ဒီ Fighter နဲ့တွေ့ရမယ် Tommy အောင်နဲ့ရှင်တော့ Tenon ကသဘာမပူတာနေတယ်အသက်ရွယ်ရပူတာနေတယ်စတဲ့အာသာချက်တွေရှိနေတယ် ဒါပေမဲ့ကျွန်တော်တို့ fighter လေးကလည်းခေသူ fighter မဟုတ်ဘူးဝမ်းမှာနိုင်ထားတဲ့ပွဲတွေမှာဆိုလည်းအလေးထိုးရင်းနဲ့ပဲနိုင်ထားတာဒါကြောင့်မလို့ short တွေ့လို့တော့မရဘူးတန်တွန်ကလည်းဝမ်းမှာတော့သိပ်ပြီးရလက်မကောင်းဘူးဒါပေမဲ့ time fight မှာတော့ရလက်ကောင်းခဲ့တဲ့ fighter ဒါကြောင့်ကျွန်တော်တို့က short တွေ့လို့တော့မရဘူးတီတာလာကတော့ပွဲကတော့ကျမ်းမယ်လို့ကျွန်တော်ကတော့ထင်တယ်ဘယ်လိုဖြစ်လာအောင်မလဲဆိုတော့ကျွန်တော်တို့အလုံးတူတူစောင့်ကြည့်ကြမယ်ပွဲကျန်တဲ့ပွဲဖြစ်မယ်လို့တော့ယုံကြည်ထားပါတယ်ဒီပွဲမှာဆိုရင်တော့ဘိုဂီတိုင်တွေကထောင်းမင်းအောင်ကို2.5လောက်ပေးထားတယ် တန်တုံကတော့1.5လောက်ပေးထားတယ်။ဂျင်းနေထားရတော့ထောင်မြအောင်ကအောက်ချီလို့ပြောလို့ရတယ်။အောက်ချင်းလေးကိုတော့ဖိုဂီဒီက3.4လောက်ပေးထားတယ်။တာနစ်စုကတော့1.3လောက်ပေးထားပါလိမ့်မယ်။ကျွန်တော်တို့မြန်မာ ဖိုင်တာနှစ်ယောက်လုံးကတော့အောက်ချီတွေပေါက်နေတယ်။ပြိုင်ဘက်တည်းရဲ့ record ဘိုင်းနေတဘာဘိုင်းနေနဲ့စွမ်းဆောင်ရင်ဘိုင်းနေရကျွန်တော်တို့မြန်မာဖိုင်တာနှစ်ယောက်ကိုဖိုဂီဒီကအောက်ချီပေးထားတယ်လို့ကျွန်တော်တို့ကသတ်မှတ်လို့ရပါတယ်။ ဒီထုံးမင်းအောင်နဲ့တန်တုံနဲ့ပွဲမှာဆိုတော့ကျွန်တော်ကတန်တုံဘက်ကနေပြီးတော့မှ55ရာခိုင်နှုန်းတော့ရှိတယ်ထုံးမင်းအောင်ဘက်ကနေတော့45ရာခိုင်နှုန်းတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ဖိုက်တာလေးကိုပဲအားပေးမယ်မာရှယ်ပွဲပြည့်တဲ့ကြောင့်မလို့ဘာမှစဖြစ်သွားနိုင်ပါလိမ့်ဘယ်လိုပဲဖြစ်ဖြစ်ဖိုက်တာနှစ်ယောက်လုံးကလည်းအကောင်းဆုံးကြိုးစားမှဖြစ်တဲ့ကြောင့်မလို့နိုင်ပွဲကြီးပုံဖော်နိုင်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာဒါကတော့ဒီနေ့ညမှာကြီးရမယ်ထုံးမင်းအောင်နဲ့အောက်ချင်းလေးတို့ရဲ့ပွဲချောင်းလေးပါအလုပ်တူတူအားပေးကြမယ် One Championship Official YouTube Channel နဲ့ Facebook Page တို့ကနေ live ကြည့်လို့ရပါတယ်ခင်ဗျာ ွဲပြီးတော့လည်းပွဲပြီးသုံးတဲ့ချက်အကြောင်းအရာလေးနဲ့ပြန်လာခဲ့ပါဦးမယ်ခင်ဗျာအဆုံးထိကြည့်မိကြတဲ့ပရိသတ်အလုံးထုံးမဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲထုံးမဲအောင်နဲ့အောက်ချင်းလေးတွေပွဲကြောင်းလေးကိုပရိသတ်တီတင်ဝေးမြပေးတာပါနောက်ဒီမှာလဲကျွန်တော်မှာ share gaming channel နဲ့အခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ one championship UFC စားရှိတဲ့သတင်းတွေနဲ့မြန်မာကိုသားပြု fighter တွေထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ martial law ကအချိန်နဲ့တက်တဲ့ဒီ Korean နေနဲ့ကျွန်တော် channel လေးကို like and subscribe လုပ်ထားဖို့မြတ်တိုက်ခိုင်းပါတယ်ခင်ဗျာပရိသတ်အလုံးထုံးမဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ